အာကျွန်တော်တို့ပထမအနေနဲ့ကျွန်တော်တို့ဒီဖလန်ကလူမှုနယ်စုကနာပြတ်တို့7ခုတဲ့ကျွန်တော်တို့အာဖွဲ့စည်းထားတဲ့အမျိုးတွေဖြစ်ပါတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ CNO ရှင်တဲ့စတင်တည်ထောင်တဲ့အခါမှာအဲ2017အပရလ7ရက်နေ့မှာကျွန်တော်တည်ထောင်တဲ့အခါမှာဒီလူမှုနယ်စုအကုံလုံးရောဖြစ်ဖြစ်နောက်ပြီးတော့အာ data မှာကျွန်တော်တို့ ဖလန်ကဒီကလေးကပေါ်ဒေတာရဲ့ကျွန်တော်ဖလန်ရဲ့နောက်ပရိုတချားနေရာမှာရှိတဲ့အာချင်းလူမျိုးတွေပေါ့လေအဓိကတော့ကျွန်တော်ဖလန်တွေအကုန်စူးစီးပြီးမှအာဆာပရိုတီထောင်တဲ့ချိန်မှာအာကျွန်တော်တို့လူမျိုးတွေစုအကုန်လုံးကိုကာဗာလို့ရအောင်လဲကျွန်တော်တို့ကျူးစားတဲ့အဲကျူးစားတယ်လို့အကုန်လုံးလက်ခါပါလက်အချိန်နေမှာရှိတယ်ဆိုတော့ကျွန်တော်တို့ဆီရနာကိုရှင်းတဲ့မြင်တဲ့ပြောဖြစ်ဖြစ်အမေရာပြောတာကကျွန်တော်တို့ဒီ ဒူမျိုးနေစုတွေရဲ့ရာတင်းရထိုက်တဲ့အာအခွင့်အရေးတွေကိုကျွန်တော်တို့ကပေါ်ဆောင်ခြင်းနဲ့ပေါ်ပေါ်ပေါ်လဲပေါ်ဆောင်နေတဲ့အနေအားမှာရှိတယ်ဆိုတော့ဒီဟာကျွန်တော်တို့အာမြို့မြို့မြို့နယ်ထဲမှာရှိတဲ့အာဒေတာအရေးတွေအဲဒူမျိုးနေစုအရေးတွေမှာကျွန်တော်တို့ဒီလိုပုံစံနဲ့ကျွန်တော်တို့အာစိတ်ထဲမှာထားပါတယ်ဒါပေမဲ့အခုအာ CDF ဖွန်ကောင်းဆိုတဲ့ CDF ဖွန်ကောင်းတို့ဆိုတဲ့ဟာပေါ်လာတဲ့အချိန်မှာအာကျွန်တော်တို့ CJDC ခက်ကလေးကနေကျွန်တော်တို့ သူတို့နဲ့ဘလို့ပုံစံနဲ့တလုံးတဝတီအကုန်လုံးဟိုဝန်နဲ့ဘလို့တွားနိုင်အောင်ဆိုပြောကျွန်တော်ကြိုးစားတယ်သူတို့နဲ့အချင်းချင်းကျွန်တော်တို့အာငါးခါထက်မနည်းကျွန်တော်တို့အဲတွေးဆုံတဲ့အဲဆွေးနွေးတဲ့ platform ကိုလည်းကျွန်တော်တို့လုပ်ပြီးမှသူတို့နဲ့အမြဲတမ်းတွေးဆုံနေတာဒါပေမဲ့အခုချိန်ထိအာမအောင်မင်းတေးပါဘူးဒါပေမဲ့လည်းဘုံကောင်းရမ CDF ရဲ့သူတို့ ြောသွားခြင်းတဲ့ပုံစံကဘယ်လိုဆိုလို့လဲဆိုလို့ရှိရင်ကျွန်တော်မြို့နယ်ကနေခွဲထွက်ပြီးမှအဲကျွန်တော်တို့ဖလားမြို့နယ်ရောတတိမြို့နယ်ရောတန်ဇာမြို့နယ်ရောအဲ့နေရာနဲ့ခွဲထွက်ပြီးမှအာသူတို့ရဲ့အဲ territory တခုတတ်ဖတ်ပြီးမှအဲ့လိုပုံစံနဲ့တွားခြင်းတဲ့အချိန်ကာလဖြစ်တယ်အဲတွားခြင်းတဲ့ပုံစံဖြစ်တယ်အဲဒါပေမဲ့လည်းကျွန်တော်တို့အများအားပြောတာကအခုဒီချိန်မှာဒေါ်လာရဲ့ကာလမှာအဓိကကြီးကြီးတာကကျွန်တော်တို့အနေနဲ့အားလုံးဟို စီစီလုံးလုံးနဲ့အဲကျွန်တော်တို့တမျိုးနယ်ထဲမှာရှိတဲ့သူတွေအကုန်လုံးစီစီလုံးနဲ့တွားကြပြီးမှစစ်ကောင်စီတိုက်ကြပြီးမှအာအဒီအခုဟိုတို့လိုချင်တဲ့အရာတွေကဒေါ်လာကြီးအလွန်ကာလမှာလဲကျွန်တော်တို့ဆွေးနွေးလို့ရတယ်ဆွဲပုံစံကိုကျွန်တော်တို့တွားပါတယ်ဥပမာကျွန်တော်တို့ဖက်ဒရယ်ကြီးရမှာဆိုလို့ရှိရင်အာလေမှုစခေါင်ကလည်းအဒီဖက်ဒရယ်ရဝဆောင်တဲ့သူဖြစ်တယ်အရင်တော့ကတို့တိုင်းငံလုံးမှာဒီအာတို့ ထီစီစုပြမထာဇီစနစ်ကွန်စတီကျူရှင်းသူစုပရတ်ရိုးဆွေးထားနေတယ်။ဒါပေမဲ့အဲ့ဒါကတော့2014စက်တင်ဘာလလာလောက်ရောက်တဲ့အခါမှာ after စုပရတ်ရိုးပြောင်းတယ်။ Article of Federal Transitional Arrangement စုပရတ်ပြောင်းတယ်။ဘာဖြစ်လို့ပြောင်းတယ်လဲဆိုလို့ရှိရင် Transitional Constitution စုပရတ်ရိုးသူတို့အာတွားလို့ရှိရင်ဒီဒေါ်လာရဲ့ကာလမှာအာနေမီကိစ္စဥပမာကျွန်တော်တို့ ပြီးနေကိုဘယ်နှခုနဲ့ဖွဲ့စည်းမလဲနောက်ပြီးတော့ဒိုင်းကိုဘယ်နှခုနဲ့ဖွဲ့စည်းမလဲနည်းနည်းမိတွေဘယ်လိုတတ်မှတ်မလဲဆိုတဲ့အရာတွေ construction ထဲမှာကျွန်တော်ဆွေးလို့ရှိရင်အများကြီးအာဘယ်လိုပြောမလဲအဲဒီပြဿနာတွေဖြစ်နိုင်တဲ့အခြေအနေကာလဖြစ်တဲ့အကြောင်းဒီဟာကို after ဆိုပြီးတော့ပြောင်းလဲတတ်မှတ်တာဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့ဒီတော့နိုင်ကာလမှာကျွန်တော်တို့နေမိပြီးတတ်မှတ်ပြီးမှကျွန်တော်ချင်း အထဲမှာနေမိတမစ်မှာအုပ်ချုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်အများကြီးအာပြိပခါတွေဖြစ်နိုင်တာမို့ကျွန်တော်တို့ကယခုချိန်မှာအဲလက်ရှိအဲဒီဆဲအဲဒီဒီမြို့နယ် area တွေကိုမတတ်မှတ်ဖို့ဆိုတဲ့ဟာကျွန်တော်တို့ကလက်ဆွဲကင်ထားဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့လည်းသူတို့က ဒီအာနာအဒီဒီဒီလက်လက်ကိုကိုင် service မှာကျွန်တော် name ဖြစ်ပါတယ်ဒီ name ကိုလို့လို့ရှင်တော့ကျွန်တော်ပြင်မယ်ခတ်မယ်ဆိုတဲ့ပုံစံနဲ့တွားတဲ့ခါကျတော့ကျွန်တော်တို့ပရိပကအာဖြစ်နေတဲ့အာနေရာမှာရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့ be constitution မှာဆို FCDD FC FCD CC ဆိုတဲ့ federal ရဲ့ constitution တွေဘူချန်တွေမှာဆိုရင်လဲနောက်ပြီးတော့ထောက်ရှိကျွန်တော်လက်မခံတဲ့ထောက်ရှိတရားဥပဒေဆိုမှုတရားအခြေခံဥပဒေမှာဆိုရင်လဲကျွန်တော်တို့ ဒီနေပြီးတတ်မှတ်လို့ရှိရင်မြို့မြို့နယ်အတွင်းထဲမှာနေပြီးတတ်မှတ်လို့ရှိရင်လည်းကျွန်တော်တို့မြို့နယ်တစ်ခုရဲ့အနည်းဆုံးမြို့နယ်တစ်ခုရဲ့လူဦးရေထက်ဝက်ကျော်တော့ကလက်ခံမှာပဲကျွန်တော်တတ်မှတ်လို့ရတယ်ဆိုရတာရှိပါတယ်ဒါအဲ့ဒါကြောင့်ကျွန်တော်တို့ရှင်းအောင်ရှင်းတဲ့အနေနဲ့ကြတော့ကျွန်တော်တို့မြို့နယ်ထဲမှာရှိတဲ့အာမိတူမဆူပေါ့လေဒီနေမီတတ်မှတ်မယ်တူးချဲ့မယ်ဒါပေမဲ့ရှော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ နီလာနီနီလာမှန်တဲ့ဥပဒေနဲ့ကိုက်ညီတဲ့အရာတွေကိုကျွန်တော်တို့တွားချင်တာဖြစ်တယ်အခုလိုမျိုးဒေါ်လာရဲ့ကာလမှာအာဟိုလက်နက်ကိုကန်ဆွဲပြီးမှကျွန်တော်တို့နေပြည်တော်တတ်မှတ်တာကကျွန်တော်လုံးဝအာလက်ခံမလဲမဟုတ်တယ်လို့အာကျွန်တော်တို့ကတော့တကယ်လို့သူတို့တတ်မှတ်တယ်ဆိုရင်တော့မှကျွန်တော်တို့သူတို့ရဲ့ချင်းလန်းကွန်စတီကျူရှင်းအာပိုင်းနှစ် အာပိုင်ပုံမှန်နဲ့ဆက်လဲလို့ကျွန်တော်ထင်ပါတယ်အဲ့မှာတော့မသူတို့ဘာလို့ဘလူကြီးထားတယ်လဲဆိုလို့ရှိရင်တော့အာမြို့နယ်တစ်ခုဒါမဟုတ်ဒေသတစ်ခုရဲ့နေပြည်တော်ကိုတတ်မှတ်အာဒါမဟုတ်တူးချက်ဒါမဟုတ်ပြင်ဆင်မယ်ဆိုလို့ရှိရင်တက်ဆိုင်ရာမြို့နယ်ဒါမဟုတ်ဒေသနဲ့ဒီချင်းနှံကောင်ဆက်ကနေဆွေးနွေးရမယ်ဆိုတဲ့ဟာရှိတယ်ဆိုတော့အခုချိန်မှာကျွန်တော်ချင်းနှံကောင်ဆက်နေတဲ့ကျွန်တော်မြို့နယ်ထဲမှာဖြစ်တဲ့ကန္တာမှာဆွေးနွေးတဲ့ဟာတစ်ခုမှလည်းမရှိတယ်လို့ကြိုက်တယ်လို့ လက်နဲ့ကင်ပြီးမှခုလိုမျိုးအဲဒီခွေထွက်မယ်ဆိုတဲ့ပုံစံနဲ့ကြတော့ကျွန်တော်တို့အာကျွန်တော်တို့တိုက်ခိုက်နေတဲ့လက်နဲ့ကင်ပြီးမှတိုက်ခိုက်နေတဲ့အဲစစ်ကောင်စီအတွင်တဒန်အဲကိုပဲယူပြီးမှလုပ်တာဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်ဆိုတော့ကျွန်တော်တို့ရှင်တော်ရှင်ပြပြင်တဲ့ကြတော့ဒီဟောမျိုးရမ်ကိစ္စနဲ့ပတ်သက်လို့ရှင်တော်ကျွန်တော်တို့ကတော့ဒီစပွဲပေါ်မှာ အဲကိုရဲ့မြို့နယ်အတွင်းထဲမှာဖြစ်တဲ့လူမျိုးတွေဆိုကိစ္စလည်းဖြစ်တဲ့အတွက်ကြောင့်အဲဇဝဲထဲမှာထိုင်ကြပြီးတော့အဖြေရှာတဲ့နေလန်းကိုပဲကျွန်တော်တို့ကယူချေတာဖြစ်တယ်။အဲလိုနေလန်းနဲ့ပဲကျွန်တော်တို့အာတော့ပို့ရှိတယ်။အဲဒါပေမဲ့ effect ကနေမဖြစ်မနေအခုချိန်မှာဆိုရင်လည်းအာမျိုးမျိုးတပင်းမီဒီယာထဲမှာလည်းအလုံးအတွေ့ကြမှာပဲဖြစ်တယ်။ဆိုတော့တစ်နေ့ကိုင်းမှကျွန်တော်တို့ရဲ့ အဲဒီ HPO အဲစီဒီပိုင်ဂရမ်ဒေတာမှာအာပီတူရီအဲစီဒီပိုင်ဂရမ်ဝလမခါလိုရှင်ဆိုရပုံစံလမခါမဲနဲ့ဟိုပညာရေးအဖြစ်ဖြစ်အဲတခြားဘေကလာဘေဖြစ်ဖြစ်စီဒီပိုင်ဂရမ်ရဲ့လက်အောက်မှာမရှိလို့ရှင်ဒီဒီဒီသူတို့ရဲ့တတ်မှတ်ထားတဲ့နေမြေမှာနေလို့မရဘူးအဲနောက်ပြီးတော့သူတို့တတ်မှတ်ထားတဲ့အဲစီမီဇာစီကံကိုမလိုက်နိုင်လို့ရှင်တော့ အာဒီ through data မှာနေလို့မရဘူးဖမ်းဆီးတယ်ကျွန်တော်တို့ CNO ဆင်တဲ့ကို support တဲ့သူတွေကဘုံလဲသူတို့ဖမ်းတယ်အဲသူတို့ warning ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့တွားနေတာကတော့ကျွန်တော်စစ်ကောင်စီနဲ့အတူတူပါပဲနောက်ပြီးတော့ solution state of emergency ဆိုတော့ဟာသူတို့အာတတ်မှတ်ထားတာရှိတယ်အဲဒီ state of emergency ဆိုတဲ့ဟာကဘယ်ချိန်မှာမှအဲဒိုင်းပြည်တစ်ခုကအာ state of emergency ကိုကြီးညာကြတယ်ဆိုလို့ရှိရင်တော့ ဒီအဲဒိုင်းပီတစ်ခုနဲ့တစ်ခုစစ်ပွဲဖြစ်တဲ့ချိန်အဲအဲ့လိုပုံစံမျိုးမှာသူတို့ကအဲစတိတ်ဂေါ်မာဂျစ်ဆိုကြီးငါလက်ရှိတယ်နောက်ပြီးတော့ဒီအာလာအလုံးစုံကိုဘယ်သူလက်ထက်မှာထားတယ်လဲဆိုစတိတ်ဂေါ်မာဂျစ်ပုံစံမျိုးမှာစစ်တပ်မှာဗျာအကုန်လုံးအာလာပေးတဲ့ချိန်တွေမှာရှိတယ်ဆိုတော့ဒီစီတက်ဖွဲ့ကတော့ကျွန်တော်တို့စတိတ်ဂေါ်မာဂျစ်တတ်မှတ်တာကကျွန်တော်ရှင်းအောင်ရှင်းတဲ့ကိုတစ်ဖက်ကနေရန်သူတို့တတ်မှတ်ပြီးတော့အာဒီအဲစစ်ကောင်စီအသေးလေးတစ်ခုကိုကျွန်တော်တို့ အဲသူတို့ကကောင်းထဲပေါ်တယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်။အကြောင်းကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော် CNL စင်ဒက်ကတော့ချင်းငင်အောင်နဲ့ CNL စင်ဒက်ကတော့ကျွန်တော်တို့ဒီ data အကြီးတွေနဲ့ဒီ luminous အကြီးတွေနဲ့ပတ်သက်လို့ရှင်းလဲကျွန်တော်စပွဲပေါ်မှာအဖြေရှာတဲ့နည်းလမ်းကိုပဲကျွန်တော်တို့ရွေးချယ်မှာဖြစ်တယ်။အဲ့ဒီနည်းလမ်းကိုပဲကျွန်တော်တို့တွားချင်ပါတယ်ဆိုပြီးဟာပြောချင်ပါတယ်ဟုတ်ကျေးဇူးပါ